ူပါဇန်နီရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်တဲ့မြန်မာစံတော်ချိန်17နိုင်မှာကစားမယ်မြောက်လန်ဒန်ဒါဘီပွဲဖြစ်တဲ့အာဆင်နယ်နဲ့စပါပွဲလေးကိုလူတို့ရှင်းလင်းသုံးသပ်ပေးကြပါရယ်စပါအာဆင်နယ်ဒီအင်ဂျီယာနေပြော1.30ဘော်ဒီဇီးတန်ပေးထားခဲ့ပြီးတော့ဂူပေါင်းဇီးတန်မှာ3.80ဂူပေါင်းဇီးတန်ပေးထားတယ်ဆိုတော့ ကျွန်တော်တို့ဘာတွေဖြစ်လာနိုင်လဲအဲ့တော့ညီကိုများဒီဗီလေးကိုအဆုံးထိကြည့်ရှုပေးပါအဲ့တော့ကျွန်တော်တို့ဟတ်တူဟတ်တွေ့ထားတဲ့ဘော်ဒီဇီလန်ကိုကျွန်တော်ကြည့်မယ်ဆိုရင်16ရက်နေ့တလပိုင်း2025တော့ကအာဆင်နယ်အိမ်ကြီးမှာတစ်ကြိမ်တွေ့ဆုံလာတယ်အာဆင်နယ်ဒီအဲ့ဒီဒုံက1 note တရာဘော်ဒီဇီလန်ပေးထားခဲ့ပြီးတော့2-1ဆိုပြီးရလက်၄နဲ့အနိုင်ရရှိခဲ့တယ်ဒါပေမဲ့ဘော်ဒီဇီလန်လေးကျေလီဇီလီကတော့ကျွန်တော်တို့ရှုံးခဲ့တာကျွန်တော်မြင်ရတယ်။လက်ရှိပေးထားတဲ့ body zidane 1.30နဲ့ ဒီပီဂရက်နစ်ကဘော်ဒီဇီရန်နဲ့ရှင်ကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်ရဲ့ဘော်ဒီဇီရန်လေးကျွန်တော်ပျော့နေတာကျွန်တော်မြင်ရတယ်ပေါ့နော်ပရီးမီးယားလိတေဘယ်ကြည့်မယ်ဆိုအာဆင်နယ်ကတော့အခုလက်ရှိမှာဆိုအဆင့်တနေရာမှာရှိတယ်စပါးတော့ဒါ9ပေါ့နော်ဒီပီရောကကျွန်တော်စနေနေ့ညရိုက်တာဆိုတော့ဒါစနေနေ့ပွဲစဉ်တွေပြီးသွားလို့ဘလို့အပြောင်းလဲပေါ့နော်အပြောင်းလဲတွေ change တွေဖြစ်သွားမှာဆိုတော့အတိအကျတော့ကျွန်တော်မပြောတော့မှားဝိုင်းလို့ခွတ်လို့ပေးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ အိမ်ဝင်ကစားမဲ့အာဆင်နယ်အိမ်ဝင်ကာရာဖောက်ကြည့်မယ်ဆိုရင်အာဆင်နယ်ဒီ၅ဘွက်ကစားလာပြီးတော့၁၂ဂိုးရလာတယ်ပေးဂိုးတဂိုးတည်းခွင့်ပြုထားတယ်ဆိုတော့အာဆင်နယ်ရဲ့တိုက်စစ်တွင်ဂိုးသွင်းအားခံစစ်ရဲ့ပေးဂိုးနှုန်းကတော်တော်လေးကိုဒါကောင်းမွန်နေတဲ့အထဲမှာပါတယ်အာဆင်နယ်ရဲ့ရှေ့လေနောက်လုံးဝကိုကျွန်တော်တို့ brother တို့ကောင်းနေတာပါတယ်ပြီးတော့လည်းအာဆင်နယ်မှာဆိုအခုလက်ရှိကွင်းလင်းမှာဆိုဇူဘီမန်နီလို့ Declan Rice တို့ကလည်းကောင်းမွန်တဲ့ခြေစွမ်းတွေတပြည်းပြည်းနဲ့ခြေစွမ်းတွေကကောင်းလာတာဆိုတော့ဒီနေ့ညမှာရောအာဆင်နယ်အသင်းနေနဲ့ စပားသင်းကိုအလွယ်တကူနိုင်ပါမလားအဲ့တော့ကျွန်တော်စဉ်းစားမယ်ထပ်ပြီးတော့လည်းအဝေးဝင်းဖြစ်တဲ့စပားသင်းစပားသင်းဒီငါဝင်ကစားထားပြီးသွားပြီရာခိုး12ကိုပေးခိုး3ကိုစပားသင်းကလည်းရာခိုး12ကိုပေးခိုး3ကိုဆိုတော့ သူဒီလဲအဝင်းဝင်းကာရန်ဖော့ကောင်းတယ်အသင်းအသင်းပေါ့နော်အဲ့တော့ထူးခြားချက်ကတော့အိမ်ဝင်းကာရန်ဖော့အသင်းကောင်းတယ်အာယီလိုအသင်းနဲ့အဝင်းဝင်းကာရန်ဖော့ကောင်းတယ်စပားလိုအသင်းတွဲဆုံမှုမှာကျွန်တော်တို့တွေဘာတွေဆက်ဖြစ်သွားမလဲတိုက်စစ်ဒီလောက်ကောင်းနေတဲ့အသင်းတွေကတပွဲကိုနှစ်ကိုးနှုံးထိတွင်းနိုင်တဲ့အသင်းတွေကဘာဖြစ်လို့ဂျေးပွန်းနဲ့ဘူဂရီတီဂိုးပေါင်းစီကိုသုံးလုံးပေါင်း၈၀ဆိုပြီးတော့ပေးထားတာလဲ ဘူကိုပေါင်းစည်းတော်တော်လေးကိုပျော့ပြောင်းတာကိုကျွန်တော်တို့မြင်ရပါလိမ့်မယ်။အာဆင်နယ်ရဲ့ပြိုင်ပွဲဆုံး၅ဘွဲ့ကစားတာကကြည့်မယ်ဆိုရင်၄ဘွဲ့နိုင်ပြီးတော့2ဘွဲ့တည်းကြီးကျလာတယ်ဆိုတော့အာဆင်နယ်ရဲ့ပြိုင်ပွဲဆုံးကာရန်ဖောက်စီတော်တော်လေးကောင်းမှုနဲ့ကျွန်တော်တို့တွေ့ရတယ်။ထပ်ပြီးတော့လည်းစပါးရဲ့ပြိုင်ပွဲဆုံး၅ဘွဲ့ကြည့်မယ်ဆိုရင်2ဘွဲ့နိုင်1ဘွဲ့ရှုံးပြီးတော့2ဘွဲ့တည်းကြီးကျလာတယ်ဆိုတော့စပါးကလည်းပြိုင်ပွဲဆုံးဒါကစားတာအရင်ကြီးဆုံးရွားတဲ့အထဲမှာတော့မပါဘူး။ဒါပေမဲ့ဘရာသာတို့ကျွန်တော်တို့တွေအမြင်လေးကိုအယုံဆုံးကျွန်တော်တို့စဉ်းစားကြည့်မယ်။ အခုလက်ရှိပေးရတဲ့ဘိုဂီရီဖွင့်ထားတဲ့ဘော်ဒီဇီးတန်းအာဆင်နယ်ဘက်ကနေပြီးတော့ဘိုဂီရီဒီဘလို့ဇီးတန်းပဲဖွင့်ပွဲအာဆင်နယ်ကိုကျွန်တော်ထိုးသား90%လောက်ကထိကအာဆင်နယ်ဘက်ကိုပုံအောင်နေပါအခုလို1.30ဘော်ဒီဇီးတန်းဆိုအိုးပိုကြိုက်တာပေါ့အာဆင်နယ်ကို30လောက်ရင်းပြီးတော့ထိုးသား90%လောက်ကအာဆင်နယ်ဘော်ဒီမှာရက်တည်မဲ့လူတွေအများကြီးပဲအဲ့ဒီထဲမှာဘရာသားတို့ကိုကျွန်တော်တို့ပါမလားအဲ့ဒါကျွန်တော်တို့အရင်စဉ်းစားရမယ် ။ဘာဖြစ်လို့လဲ။ငါတကိုးသွင်းကွာ30လောက်ရှုံးမှပြီဆိုတော့စိတ်မျိုးလေးတကိုးသွင်း20လောက်ရှုံးမှပြီကွာ။အဲအဲ့လိုစိတ်မျိုးလေးကဒါကျွန်တော်တို့ဒီနေ့ညပွဲမှာဝေခွဲမြအောင်ဒူးရလီလှုပ်ပေးနိုင်တယ်။ထပ်ပြီးတော့လေဘာဖြစ်လို့အာဆင်နယ်ကျွန်တော်ကြိုက်ကြလဲအာဆင်နယ်ဒီဒီနေ့ပရီးမီးယားလိမှာတော်တော်လေးကိုကောင်းမွန်နေတဲ့အဝေးခွင့်အိမ်ခွင့်တက်ရက်တဲ့ညစ်စနစ်ပိုင်းမှာကြည့်မလားကစားသမားတွေရဲ့တင်းကွန်နက်ရှင်ပိုင်းမှာကြည့်မလား ပြီးတော့ဂိုးသွင်းယူနိုင်မှုနေရာပေါင်းစုံနဲ့ဂိုးသွင်းနိုင်တဲ့ဆက်ပစ်တွေဆိုတော့အာဆင်နယ်အတွက်တကိုးဆိုတကိုးတစ်ချိန်ဆိုတစ်ချိန်ဂိုးရနိုင်တယ်အဲ့တော့အာဆင်နယ်ရဲ့ဂိုးသွင်းစွမ်းအားတွေနီးစနစ်ပိုင်းတွေကဘာမှအောင်ကျွန်တော်တို့ပြောစရာမလိုဘူးဒီနှစ်သင်းကိုကျွန်တော်ရှင်းပြီးကြည့်မယ်ဆိုစပါးကိုကြည့်မယ်စပါးဒီကာရန်ဖောက်အာဆင်နယ်နဲ့ရှင်းကြည့်လိုက်ဘယ်သူမှစပါးကိုထင်မှာမဟုတ်ဘူးဘာဖြစ်လို့လဲစပါးဒီကာရန်ဖောက်လုံးဝမကောင်းဘူး ဗျံမရာစောတယ် rigidity အုံးဆောင်နဲ့ဒီစပါတိုက်စစ်ကလည်းစပါတွေဂိုးရနေမှုကလည်းတိုက်စစ်ကဂိုးရတာမို့နေရာပေါင်းစုံကစားသမားပေါင်းစုံကလည်းဂိုးသွင်းနေတာဆိုတော့စပါကတော့ပို့ပြီးတော့ဗျံမရာဖြစ်နေတဲ့အသင်းပုံစံမျိုးလေးဒါကျွန်တော်တို့ brother တို့အမြင်မှာတွေးကောင်းတွေးနိုင်လိမ့်မယ်အာဆင်နယ်နဲ့စပါနဲ့ရှင်ပြီးကြည့်လိုက်မယ်ဆိုရင်အာဆင်နယ်ကိုလူတော်တော်များများကြိုက်ပါလိမ့်မယ်အဲ့ဒါလေးကကျွန်တော်တို့ရဲ့ဒါအားနည်းချက်တစ်ချက်ဖြစ်မယ်ပေါ့နော်တကယ်ပဲ ဒါဘူဂီရီဖွင့်ထားတဲ့1လို့30ဘော်ဒီစည်းတန်းကအာဆင်နယ်အတွက်တကယ်ကိုဒါအောင်မြင်သွားမလားဈေးအောင်သွားမလားကြီးအောင်သွားမလားဒါကိုကျွန်တော်တို့စောင့်ကြည့်ရမှာအာဆင်နယ်ဒီဒီပွဲပြီးသွားရင်သူ့ရဲ့အိမ်ခွင်းမှာဘယ်ဘိုင်ယန်မြူနစ်နဲ့ချန်ပီယံလိကစားရမလဲစပါးစီလေဒီပွဲပြီးသွားရင်အဝေးဝင်းဒါပြည့်ကျင်တဲ့ကစားနှစ်သင်းလုံးအတွက်ကတော်တော်လေးကိုနောက်ပွဲကအသက်ရှူချောင်မနေမဲ့ပွဲမဟုတ်နှစ်သင်းလုံးအတွက်အရေးကြီးတဲ့ပွဲအဲ့တော့ဒီနေ့ပွဲကိုအပြည့်ဝအာယုံစိုက်မှလာဒုတိယပွဲ ဖြစ်တဲ့ကျွန်တော်တို့ဒါချန်ပီယံလိပွဲကိုပဲအာယုံအပြည့်အဝစိုက်မှာလားဆိုတော့ကျွန်တော်တို့စဉ်းစားရမယ်။အင်းဒေတာတူကလန်ဒန်ဒါဘီလည်းဖြစ်တယ်ပြီးတော့လန်ဒန်ရဲ့ဂျာစီဥတုအချင်းနေကျွန်တော်တို့တတော်တနေရနေပြီးတော့စဉ်းစားကြည့်မယ်ဆိုလန်ဒန်မှာအဝူးကျင်လို့တအားအေးတယ်။အဲ့တော့ကစားသမားတွေအနေနဲ့ဒဏ်ရာရမှုဖြစ်နိုင်တယ်။အာဆင်နယ်အသင်းနေနဲ့ပရီးမီးယားလိတိုက်တဲ့စုကိုလည်းယူရထားတယ်။ချန်ပီယံလိကိုလည်းယူရထားတယ်ဆိုတော့မလိုအပ်ပဲနဲ့ကစားသမားတွေကို အနာမခံဘူးတော့လူတယ်လို့ကျွန်တော်တို့ထင်တယ်ပွဲကိုအကောင်းဆုံးအဆုံးသတ်မယ်အကောင်းဆုံးပိတ်ကစားမယ်လို့ကျွန်တော်တို့ထင်တယ်မြောက်လန်လန်ဒါဘီပွဲစဉ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒါဘလိုပဲဖြစ်ဖြစ်ဒါဒီန င်းရံပြိသက်ကြမှာတော်တော်လေးကိုဒါအနိုင်ယူမဲ့စကနိုင်လူမဲ့ပွဲအမေးသိန်းကောင်းနဲ့ငါသိန်းကောင်းနဲ့စကိုင်းနိုင်လူမဲ့ပွဲဆိုတော့နှစ်သိန်းလုံးတွက်ကတော့ဒူးအောင်တိုင်းကမ်းမဲ့ပွဲတကယ့်ကိုအရေးကြီးတဲ့ပွဲဖြစ်တယ်အဲ့တော့ပြိသက်တွေကလည်းစိတ်ဝင်စားမှုအများဆုံးပွဲဖြစ်တယ်အဲ့တော့ကျွန်တော်ကအဲ့ဒါကိုဘလို့အချက်လေးနဲ့ကျွန်တော်စဉ်းစားလိုက်လေဆိုတော့နံပါတ်1တစ်ချက်ကျွန်တော်ရာသီဥတုကျွန်တော်ထည့်စဉ်းစားတယ်ရာသီဥတုဒီလိုအေးခဲနေတဲ့ချိန်မှာမလို့အပ်ပဲကစားသမားတွေဒဏ်ရာရမှုကိုသိနေနဲ့ရှော့ချဖို့တော့လိုတယ်လို့ထင်တယ်ပြီးတော့လည်းကျွန်တော် international ပွဲတွေကစားပြီးတော့ဒါကျွန်တော်ကလပ်အသင်းနဲ့ ပြန်ပူးပေါင်းတဲ့အချိန်မှာကစားသမားတွေရဲ့ဟိုဒီတက်လွန်အားတွေကာယဆွမ်းအားတွေမှာအနှဲငယ်ကျွန်တော်တို့ညော့နေမယ်လို့ကျွန်တော်တို့ထင်တယ်ဒါပြီးတော့လည်းချန်ပီယံလိကစားရမယ်ဆိုတော့နှစ်သင်းလုံးဒီတည်တည်ဆဲဆဲလေးဒီပွဲကို ထိမ့်ပြီးတော့ကစားသွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကျွန်တော်ကတော့ဒီပွဲကို current score အနေနဲ့ကျွန်တော်ကဝန်းဝန်းကြိုက်တယ်ညီကိုတို့တွေဒါအပျော်သဘောလေးပေါ့နော် current score ဝန်းဝန်းလေးစော့ကြည့်လို့ရတယ်စားရတော့အများကြီးရမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ရဲ့စိတ်ကြိုက်တပွဲကောင်ရွေးချယ်ပြီးပါဆိုကျွန်တော်ကတော့လူကြိုက်နေတဲ့ဘက်ကပဲကျွန်တော်တို့ရက်တည်ခြင်းနဲ့ Arsenal အသင်းနဲ့တကယ်လို့နိုင်ခဲ့မယ်ဆိုရင်1-2-1 အဲ့လိုရလက်လင်းနေပဲအနိုင်ရရှိသွားမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့အတွက်ကြောင့်မလို့လူကြိုက်နေတဲ့ဘက်ကပဲကျွန်တော်တို့ရက်တည်ခြင်းနဲ့အဲ့တော့ကျွန်တော်ကတော့စပန်းဖော်ရီပဲကြိုက်ပါတယ်အကြိုက်တူတဲ့ညီကူများနေနေလည်းလိုက်စောင်းနိုင်ပါတယ်မကြိုက်ဘူးဆိုတော့လေဒါကျွန်တော်ကိုစောက်ကြည့်လို့ရတယ်ဘက်ကံလို့ရတယ်ပေါ့နော်ဒီလိုမျိုးနေတဲ့ဝဲကောင်းလေးတင်ဆက်ပေးနေမှာဖြစ်တော့တဲ့ကြောင့်မို့ going by က YouTube channel လေးကို Lion Square ကြီးလုတ်ပေးတာပါညီကိုတို့အမြင်နဲ့ရှိကွန်မန့်တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ် Telegram channel လေးမှာတော့နေ့စဉ်ပေါက်ကျေးလေးတွေနေ့စဉ်မောင်းတွဲလေးတွေတင်ပြီးနေမှာကို Telegram channel လေးကို join ပေးတာပါညီကိုတို့အနေနဲ့ငွေကြေးပိုင်းကိုတရားရဂန်တို့ယုံကြည်စိတ်ချခြင်းနဲ့ဆိုရင်လူလိမ်လူညာပေါ်တဲ့ခက်ကြီးမှာညီကိုတို့ဒီဒါကျွန်တော်ကိုကျွန်တော်ကိုယ်တိုင်မျက်နှာပြပြီးပြောနေတဲ့ယူဘာမှာလာရောက်ဆော့ကစားနိုင်တယ်ယူဘာမှာလာရောက်ဆော့ကစားညုံနေတဲ့ညီကိုတို့ဒီ 2025-2026 BIB ပတ်ကိပွဲများတရားစီသာလုံးရရှိမှာပဲဖြစ်တဲ့ထပ်ပြီးတော့ထိုင်းရောက်နေတဲ့ညီကိုများထိုင်းမှန်ရှိုံနဲ့စော်ကစားနိုင်တဲ့ကျွန်တော်အနေနဲ့အင်ကြီးလက်ဆောင်လေးတွေပြန်ပေးနေတာမို့လို့အသေးစိတ်သိချင်နေဆိုရင်တော့အပေါင်းကူဝါဝ863630956ဆက်သွယ်ပြီးတော့ဒါလာရောက်မေးမြန်းလို့ရပါပြီဆိုတဲ့အကြောင်းကိုထပ်ပြီးတော့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်ဒီမှာတော့ဒါပရီမီယံပတ်ကိတွေ BIB ပတ်ကိတွေဝယ်ယူရတဲ့ညီကိုများစွာရှိပါတယ် ထိုင်းကညီကိုတွေမြန်မာနိုင်ငံကညီကိုတွေမလေးရညီကိုတွေဂျပန်ညီကိုတွေကိုရီးယားညီကိုတွေဒီနေရာကနေစုမကောင်းတောင်းပေးလိုက်ပါတယ်ညီကိုများစိတ်ချမ်းသာညီကိုကြီးကျမ်းမာခြင်းနဲ့ပြည်သူမျိုးညီကိုတို့လောက်ကိုင်းနေသောလုပ်ငန်းခွင်မှာအနေနဲ့ဘေးရှင်းကြပါလို့ပြောကြရင်လည်းကျွန်တော်တို့ရဲ့နောက်ပြည်သူမှာပြန်လည်ပြီးတော့ဆောင်ပေးကြပါမယ်